ားလုံးမင်္ဂလာပါเนาะဒီနေ့တော့ခုရက်ဘန်တွေเนาะပေါ်ပူလာဖြစ်နေတဲ့ဟောဘာဘောเนาะငလီကာဂန်ထားဘောเนาะမြင်းငလီတွေဘာတွေလို့လို့ဆိုရေမဖြစ်အောင်ဘောเนาะမဖြစ်အောင်ဆိုပြီးတော့ငလီကာဂန်ထားဆိုပြီးတော့ဒီဂန်ထားတပုတ်ထေစားရတာဘောเนาะ တကယ်ပဲဒီကန်ထာကိုရွတ်လို့ဆိုရင်เนาะငလီဘီအန်ဒရယ်ကိုကာကွယ်နေသလားဗောနော်ကာကွယ်နေသလားအဲ့ဒီကထာကယောဒေတိဒေဝဒေဝကယောဒေတိဒေဝဒေဝကဓမ္မမက္ကဖလာတတော်နမာမိတံအရဟံမက္က နောတောပါဠိတုပန္တုရဟောနော်ဒါကတော့သူတို့ရေးထားတဲ့အဖြတ်အတော့အဖြတ်အတော့အတိုင်းပေါ့နော်ဆိုတော့ဒီကန္ထာလေးတွေကဆိုတာကဒီဖယားဟောတွေလည်းမဟုတ်ဘူးစီမံထားတာစီမံထားတယ်ဆိုတာနောက်ပဲလူတွေကဒီတခုခုကိုဆူတောင်းတာပဲဖြစ်ဖြစ်နောက်ရုပ်ဖတ်တာပဲဖြစ်ဖြစ်မှာသူတို့ကပါဠိလိုစီပြီးတော့လေ ပါဠိလိုစီပြီးတော့ရေးဖွဲ့တာเนาะရေးဖွဲ့တာအဲ့ဒါလေးတွေကတော့ပဲကြတော့ popular ဖြစ်လာတာဗောနော်ပို့ပြီးတော့ထေရှားလာတာဗောမသိပါဠိတော်ကပိဋကတော်ကလာနေလို့လို့အဲ့လိုဖြစ်သွားတာဗောဒါကအထေကရဆရာတော်ကြီးတွေပေးခဲ့တဲ့ကံထာเนาะဒါသူတို့ပြောဖို့ရဆွေအထေကရဆရာတော်ကြီးတွေပေးထားတဲ့ကံထာဗောနော် ဆိုတော့ဒီလိုကန်ထာကိုရုပ်တယ်ဆူတောင်းတယ်เนาะဆိုရေတကယ်ပဲငလီဘေးကနေလုံမှာလာเนาะဘာဖြစ်လဲဆိုတော့ဒီအချိန်မှာဒီကန်ထာလေးတွေကိုတည်လဲတဲ့အတွက်ဟိုပုံမှာဘာသာရေးလုံနေတဲ့လူတွေကြတော့เนาะပြဿနာမရှိဘူးဒါပေမဲ့စัจจပဲအမြင်ရှိတဲ့လူတွေကြတော့ဟောဘောသူတို့အနေနဲ့တော့ရည်စရာလို့လို့ဘာလို့လို့နဲ့ဖြစ်တာပေါ့เนาะ ဒီလိုကန်ထန်တွေကိုရွရွနေတော့အဲ့လိုအန်ဒရယ်ကမကင်းနိုင်ပါဘူးเนาะဆူတောင်းတာပေါ့เนาะဆူတောင်းပြီးဖို့အင်္ဂါ၅ရရှိတယ်တတ္တာတီလာတုဒ္ဒဆာကပညာတတ္တာတီလာတုဒ္ဒဆာကပညာအင်္ဂါ900နဲ့ပြည့်စုံမှာဆူတောင်းလေဆိုတော့ပြည်တာတဲ့เนาะဆူတောင်းလေဆိုတော့ပြည်တာအဲ့တော့ကိုက ဲ့တော့သီလသမာဓိပညာလိုပဲပြောလိုက်မယ်ဘယ်လောက်ထိဖြည့်နေလို့လဲဘယ်လောက်ထိပြည့်စုံအောင်နေနေလို့လဲเนาะဒီအရေးအရေးတော့ဆရာတော်ကြီးတွေဆိုတာကเนาะဒီလိုဆရာတော်ကြီးတွေဆိုတာကသူတို့ကဒီသူတို့ရဲ့ကမ္မထန်တရားနဲ့သူတို့ရဲ့จิตจาအောက်ထုံးမှုနဲ့အေးအေးလူလူနဲ့ကမ္မထာမှာပဲအားထုတ်ပြီးတော့စိတ်ကိုနှိပ်ထားတာเนาะစိတ်ကိုနှိပ်ထားတာသီလသမာဓိပညာကို ဖြည့်ကြည့်ကြတယ်เนาะ ကိုကအဲ့လိုသီလသမာဓိပညာကိုမဖြစ်ကျင့်နိုင်ဘဲနဲ့ဓာတ်ဒီကိုရုပ်ဖတ်နေမယ်ဆိုရတော့အဲ့လိုထိအကျိုးအနိတေကမတက်ရောက်ဘူးเนาะဘာဖြစ်လဲဆိုတော့ပုဂ္ဂိုလ်ကဒီလိုထိမစေကျဘူးဆိုရင်ဒီဆုတောင်းနေဆိုတာကပြစ်ခဲပါတယ်เนาะမပြစ်ပါဘူးဒါပေမဲ့တခုတော့ရှိတယ်ဗောနော်ဆုတောင်းမပြစ်ဘူးဆိုပေမဲ့ နော်ဆွတ်တော်မပြည့်ဘူးဒီကတာတွေကဘာမှမဟုတ်ဆိုပြီးတော့လဲဒီတဲသွားပြီးတော့ပြစ်ထားလို့မရဘူးသူ့ရဲ့လူတယောက်ရဲ့ဒီစစ်စွာအားဆိုတာရှိတယ်စစ်စွာအားဆိုတာရှိတယ်နော်ဘာဖြစ်လဲဆိုတော့ဒါကတိလသမတိပြည့်စုံတဲ့လူတယောက်ကပေးထားတဲ့ဂါထာနော်ပေးထားတဲ့ဂါထာမလို့အဲ့ဒါကိုရုပ်ဖနာထောင်30တဲ့အခါမှာအဲ့အဲ့ဒီပုဂ္ဂိုလ်က စိတ်အေးချမ်းတယ်စိတ်တွေကဘယ်လိုပဲတက်ကြွတယ်ကြောက်ရွံ့မှုကေးတာပေါ့နော်နော်ကြောက်ရွံ့မှုကေးတာပေါ့အာပြောချင်တာကထပ်ပါတော့ဥစည်းတို့ကမြတ်စွာဘုရားကိုယုံကြည်တက်ဝေတယ်မြတ်စွာဘုရားရဲ့တရားတွေပြည့်တွေကိုရှုဖတ်တယ်ဆိုရင်နော်စိတ်တွေကစိတ်ထဲမှာအလိုလိုအန္တရာယ်ကင်းတယ်လို့ခါစားတယ်တခြားဘာသာတွေလည်းအဲ့လိုပဲနော်တခြားဘာသာတွေဆိုလည်းအဲ့လိုရှိတယ် เนาะဆိုတော့ဆွတ်တောင်းတဲ့တော့မပြေဘူးဒါပေမဲ့လူတယောက်ရဲ့စစ်စွမ်းစစ်စွမ်းအားတွေကို မြင့်စေတာပေါ့เนาะမြင့်စေတယ်တခါတော့ကစစ်စွမ်းအားကိုမြင့်စေတယ်ဆိုတာကเนาะဒီထက်မှာကြိုဟုကြတဲ့လူတွေရှိမယ်ဦးစိုးတို့ဆိုရင်အရေတော့အဲပရိတ်တရားတွေနားတယ်เนาะပရိတ်တရားနားတဲ့ခါမှာ ဆရာတော်နဘာရဲ့ပြည့်တရားကို နားတယ်တပန်းကတိလတ်တမာတိပညာကြီးမားတယ်လို့ထင်ရှားတဲ့ဆရာတော်เนาะနာမည်ပြောရမယ်ဆိုတော့ဆရာတော်ဦးဥဒမတာရဒေါတာသဒ္ဒနာပြုဆရာတော်เนาะအဲ့ဒီဆရာတော်ရဲ့ပြည့်တွေသူ့ပြည့်တရားတွေသူ့အတာတွေကိုနားထောင်ပါများတဲ့ခါမှာလေအဲ့မိုးချိုးပြစ်တာကိုလည်းမကြောက်เนาะအဲ့ဒါတကယ်ဖြစ်တာ ။ဘာဖြစ်လဲဆိုတော့ကိုယ့်ရဲ့စိတ်ထဲမှာလုံချုံတယ်လို့ခံစားရတယ်။ဘာဖြစ်လဲဆိုတော့တိလသမတိပိစုံတဲ့လူတွေစီကအထုံကြီးနော်။နေဆွမ်းအားနေရတယ်လို့ပေါ့နော်။အဲကြောင့်တိလသမတိရှိတဲ့လူတွေရဲ့နှုတ်ကပတ်ကထွက်တဲ့စကားတွေအတန်တွေတရဆယ်မှုတွေနော်။အဲ့ဒါတွေကိုကြားနာရတဲ့လူတွေမှာအဲ့လိုမျိုးစိတ်ဆွမ်းအားမြည့်တဲ့ဓာတ်တွေဖြစ်တာပေါ့နော်။စိတ်ဆွမ်းအားမြည့်တဲ့အဲ့ဒါကြောင့်တောင်းတအောင်အန္တရာယ်မကြောက်ဘူး။ဥမာမိုးချိုးပြည့်တယ် ခါတဲ့ဆိုမွန်ချိုးပြတာတအားကြောက်တယ်အခုအဲ့ဒီဆရာတော်ဆရာတော်ဦးဒမတရနော်ယေစုယေစုဆရာတော်ပေါ့နော်သူရဲ့ပြည့်တရားတို့အများနဲ့နာတဲ့အခါမှာအဲ့လိုမျိုးကြောက်ရွံ့မှုတွေမဖြစ်ဘူးတလားမွန်ချိုးကပြည့်ချေပြည့်အဲ့လိုမျိုးဖြစ်နေတာစိတ်ထဲမှာကိုယ့်အကူပေါ့နော်အော်ငါကုသိုလ်တွေနဲ့ပြည့်နေနေတာပဲအဲ့လိုမျိုးစိတ်ကအဲ့လိုဖြစ်နေတာစိတ်ကြောက်ရွံ့မှုကေးတာပေါ့နော်အဲတခြားတိလသမန်တိမပြည့်စုံဘူးနာမည်ပြည့်နေတဲ့ဆရာတော်တပါးရဲ့ဟာကို တရားကိုနှာတဲ့အခါပရိတရားနှာတဲ့အခါမှာတော့စိတ်ထဲမှာတော့ခီအော့အော့ဖြစ်တယ်မလို့ချွန်တလို့ခံစားရတယ်အဲလိုပဲပေါ့နော်အဲလိုပဲပေါ့ထားပါတော့ဒီငလေကခါငလေကာကွယ်တဲ့ကံထားနော်ယုဖတ်တရေဆယ်ရယ်ဆိုရင်ဒါဆရာတော်ကြီးစီကရထားတဲ့ဟာပဲဆိုတဲ့သဘောနဲ့ယုဖတ်တဲ့လူတွေဟာနော်ဒါဒီအန်ဒရယ်တွေကတော့အခုလိုကြီးချင်းမှာကြီးမယ်နော်ဒါကမမြဲတဲ့သဘောတရားမို့ ဲ့အဲ့လူတွေမှာစစ်စွမ်းအားတွေကမြင့်တယ်เนาะအခုမှအန္တရာယ်ကြိုတော့မယ်ဆိုရင်ကြိုတိတာတို့เนาะလေရတပြက်ဖောက်ထွေးနိုင်တာတို့เนาะအဲ့လိုမျိုးစစ်စွမ်းအားလေးတွေမြင့်တယ်เนาะအဲ့ဒါလေးတော့ရှိတာပေါ့เนาะနောက်တစ်ခါအန္တရာယ်ကိခါတာလည်းနဲ့ပတ်သက်ပြီးတော့เนาะအာထာနာမီတာခါတာရှိတယ်အာထာနာမီတာဘိကဝေအနဝကတော့ယံဘရူပက်ကမီနာ တထကတာပရိနိဗ္ဗာယတိမြတ်စွာဘုရားတွေကိုမြတ်စွာဘုရားဆိုတာသူတပည့်ရဲ့လှုပ်လှပြောကနေနော်ပရိနိဗ္ဗာဆာယယုထုံးစာမရှိဘူးနော်ဒီလိုပဲမြတ်စွာဘုရားလိုပဲကျွန်တော်မျိုးတို့လည်းဒီလိုမျိုးဖြစ်ပါစေပေါ့နော်အဲအဲ့လိုပုံစံလေးအဋ္ဌကထာအဲ့ဒါလေးရှိတယ်နောက်တစ်ခါနောက်တစ်ခါပါရှိသေးလဲဆိုတော့ဗုဒ္ဓနာစီဝိတတနာသက်ကံကေနာစီအန္တရာယောခန္တုတထာမေဟောတုနော် မြတ်စွာဘုရားရဲ့အသက်အတန်ကိုအသက်အတန်ကိုဘုသူမှနော်ဟိုရရှာလို့မရဘူးအန္တရာယ်ပြုလို့မရဘူးဒီလိုပဲကျွန်တော်တို့လည်းဒီလိုမျိုးအသက်အန္တရာယ်မပြုခံရတဲ့လူတွေဖြစ်ပါစေဆိုပြီးတော့နော်အဒီကထာလေးတွေကိုယူပြီးတော့နော်တုံးကြတာပေါ့လေနော်ဒါမဲ့ဒါတွေကသာဝရမဟုတ်ပါဘူးနော်နော်လူဘဝဆိုတာက နော်အာအနစ်တရားမနေရအမှုတရားကြုံရပါနော် ကိုကထားပါတော့တစ်ကြိမ်တစ်ကြိမ်တော့အဲအဲ့ဒီ under look way နေလွေလုံ under set way နေလွေလုံမယ်နော်အဲနောက်ဘန်းဆိုရင်လည်းလွှတ်ချင်မှလည်းလုံမယ်နော်ဘာဖြစ်လဲဆိုတော့ဒါထာဝရတွေမှမဟုတ်တာနော်အနေစတွေပဲဘုရားရှိခိုးတော်မြတ်ကြီးလည်းဟောထားတာပဲနော်ဒီဒီတိုင်းဒါ အာနော်ဒီဟာတွေရုတ်ဖတ်လို့အန္တရာယ်ကြီးကြတယ်အသက်ဆေးကြတယ်ဆိုရင်လူတွေသေရောပဲရှိတော့မလဲနော်သေလို့သေရောသိုးစားမရှိတော့ဘူးပေါ့နော်အဲ့တော့ထန်တရား temporary ပေါ့ယာကြီးကံမြပဲပေါ့နော် ထာဝရမဟုတ်ပါဘူးနော်အဲ့ဒါလေးကိုလည်းနားလည်ထားဖို့လိုတယ်နော်ဒါနဲ့ဆက်ဆက်ပြီးတော့အရှင်မောကလာနော်အဲ့လိုတည်ကြမယ်အရှင်မောကလာမြတ်ဗုဒ္ဓရဲ့သာဝကတ် အရှင်မောကလာဘယ်လိုပြိနိဗ္ဗာန်ဆံသွားတာလဲပြတွေ့ကြည့်လေပေါ့နော်အစေဒါရိပုအစေမောကလာပေါ့နော်အစေမောကလာပြောတာနော်အစေမောကလာဘယ်လိုပြိနိဗ္ဗာန်ပြေးသွားတာလဲသူ့ရဲ့ထေဆန်းကြောက်ကြမှုနဲ့လူသူ့ရဲ့ထေဆန်းကြောက်ကြမှုကြောင့်သူ့မနာလိုတဲ့နော်သူတွေကဒိဋ္ဌိတွေကတမနာကုတ္တကလို့ဆိုတဲ့ဓမြကောင်းစားကိုပက်ဆက်ပေးပြီးတော့တတ်ခဲ့တာနော်တတ်ခဲ့တော့ အာတက်ခဲ့တော့ဘယ်လိုဖြစ်သွားလဲဆိုတော့လာတယ်လာတတယ်ဒါမဲ့အာအစင်မောက်ကလာကတခုနဲ့ရှောင်းလိုက်တယ်နော်တခုနဲ့ရှောင်းလိုက်တဲ့အတွက်မတွေ့ရဘူးပေါ့နော်ရှောင်းဖယ်လိုက်တော့မတွေ့ရဘူးမတန်းဖြစ်လိုက်ဘူးနော်အဲ့ဒါသတ္တမတိဝေတိခုနည်းရမြောင်းနေမှာလဲလာတယ်နော်ပြောချင်တာကအဲ့လိုမျိုးသူရှောင်းနေရတာပေါ့နော်အဲ့တခုကလာတမယ်လို့လဲရှောင်းနေရလဲ အဲ့ဒါ6ကြိမ်လောက်ရှိမယ်ဘာဖြစ်လဲဆိုတော့9ကြိမ်မြောက်မှာတဲ့ဆရာတော်မရှောင်နိုင်တော့ဘူးတဲ့သူမှလည်းအကုသို့ဝတ်ကြွေးရရှိတယ်အဲနော်အရှိတအရှိမကလားမရှောင်နိုင်တော့ဘူးတဲ့9ကြိမ်မြောက်မှာ9ရက်မြောက်နေ့မှာ9ရက်မြောက်နေ့မှာမရှောင်နိုင်တော့ဘူးဆိုတော့စေစားကြည့်ပေါ့ဒါဆိုရင်တော့6ရက်လောက်တော့လာပြီးတော့စဖို့လို့တာပေါ့သူနော်ချော်ရဲ့6ကြီတီတီပေါ့ဒါဆိုသူ့စားဖို့လာလာပြီးတော့ရှာတာအဲ့ဒါ ခုနှစ်ချိန်မြောက်မှာတော့သူမရှောင်နေတော့နော်ဒီလိုနဲ့ပဲတခုတည်းရဲ့ဝမ်းရဲ့နေတာကိုခါရပြီးတော့စေးစေးရဲရဲနဲ့နော်အာဘယ်လိုလဲဒုက္ခပေါ်ဆုံးနဲ့ပရိနိဗ္ဗာန်စားရပါတော့ဒါယဟန္တာတိလသမတိပြည့်စုံတဲ့ပုဂ္ဂိုလ်နော်ဒီလိုပုဂ္ဂိုလ်မျိုးတော့မှနော်ပရိဒီပါစာဒေဝဝေယရှာနေတာပဲနော်ဒေဝဝေယရှာနေတာပဲနော်အန္တရာယ် ဒါ under k ပါစေเนาะဒါเนาะငါဖះသူများတွေအသက်ရှိသလိုငါအသက်ရှိပါရှိเนาะဒါမှတာမလူတွေကြတော့မျောလေးချဲ့တွေရှိတာပေါ့လူဆိုတာကအာဘဝနိကန်တိကဘဝကိုနေတဲ့ကြတဲ့လူတွေပဲเนาะတော်တော်သီလသမတိပြည့်စုံတဲ့လူတွေကြတော့လဲเนาะဘဝရဲ့စည်ရန်တံကိုတိသွားပြီသူတို့ကတကယ်ကိုညာနဲ့တိသွားတဲ့အတွက် ူတို့မှာအဲ့ဒါတွေလိုက်ပြီးတော့စုမမရုတ်ခါတော့စုမတောင်းတော့ဘူးနော်စုမတောင်းတော့ဘူးအဲ့လိုမျိုးအတိမရောက်သေးတဲ့လူတွေကပဲနော်စုတောင်းနေကြတာအရေးကြီးတော့ဘယ်လို စုတောင်းကြလဲဆိုရင်ညာထက်တဲ့လူ ပုံကိုတွေ့တယ်ကိုယ်ထက်မြင့်တဲ့လူပုံကိုတွေ့လဲဆိုရင်နော်တပီးတော့အစီဖျားတို့လိုအစီဖျားတို့ရတဲ့ဘောဒီညာအစီဖျားတို့ရတဲ့ညာလူမျိုးရပါစေနော် ညာအောင်ဆုတောင်းတာเนาะဘာရပါစေညာရပါစေအန္တရာယ်ကြီးပါစေအဲ့လိုမျိုးเนาะအစီဖြားတို့ရတဲ့ညာလိုမျိုးအစီဖြားတို့ရဲ့စွမ်းအားတတိလိုမျိုးတွေရပါစေเนาะအဲ့လိုမျိုးဆုတောင်းကြတာဒါကစေမောက္ကလာရဲ့ဝတ္ထုပေါ့เนาะဝတ္ထုပေါ့နောက်ဆုံးတစ်ချိန်မှာတော့သူလည်းရေဆိုင်လိုက်ရတယ်တခုနဲ့သူလည်းမရှောင်နေတော့ဘူးเนาะမရှောင်နေတော့ဘူး အဲ့ဒါကြောင့်နော်ဒီဘုဒ္ဓရဲ့စံပေတွေကိုနော်ဒီကံထာတွေမန္တာတွေရုပ်ဖတ်တဲ့အခါမှာလဲကုသိုလ်စိတ်နဲ့ပဲရုပ်ဖတ်ကြပါနော်ဖေအားစီကိုပူဇော်တာပဲအဲ့လိုပုံစံလေးနဲ့ပေါ့နော်ဟိုအဲ့လိုမျိုးလေးချက်တစ်ခုထားပြီးတော့ရုပ်ဖတ်တဲ့ဆေတာတွေကတော့မသေးချတဲ့အရာတွေမသေးချတဲ့အရာတွေနော်ဒါပေမဲ့ခုနပြောသလိုပဲ စွမ်းအားတွေတော့ရှိတယ်အဲ့ဒါတော့တတိထားနော်အဲ့ဒါတော့ဟုတ်တယ်စွမ်းအားတွေတကယ်ရှိတယ်အဲ့ဒီဘုရားရဲ့ပရိတရားတော့ပဋ္ဌာန်တရားတော့ညှို့ကြည့်လိုက်နော်ပရိယုတ်တယ်လဲအန္တရာယ်မကြုံတာမဟုတ်ကြုံတယ်ပဋ္ဌာန်ရှုပ်တယ်လဲအန္တရာယ်မကြုံတာကိုကြုံတယ်နော်ဦးစီလို့ဆရာတော်ဆိုပဋ္ဌာန်နေတိုင်းရှုပ်တာပက်စာအခိုးခါဒါမဲ့ နပြောသလိုစိတ်စွမ်းအားကရှိတယ်။မပစ္စည်းဥစ္စာပြောက်ရည်လေစိတ်မထိတ်မလဘူး။နော်အသက်အန္တရာယ်ကြိုလာရည်လေမထိတ်မလဘဲနဲ့အဲ့လိုမျိုးတွေအဲ့လိုမျိုးစိတ်စွမ်းအားတွေရှိတယ်အဲ့လိုပြောချင်တာနော်အဲ့လိုပြောချင်တာအခုဒီအန္တရာယ်ကိကန်ထားတွေရုတ်ကြတယ်နော်အန္တရာယ်တော့နော် အမြင်တော့လည်းကြေးပါမဟုတ်ဘူးကြေးချင်မှလည်းကြေးမယ်ဒါပေမဲ့အဲ့ဒီစစ်ဆွမ်းအားကြောင့်လည်းအဲ့ဒီစစ်ဆွမ်းအားကြောင့်နော်အဲ့ဒီစစ်ဆွမ်းအားကြောင့်အန္တရာယ်ကြီးနေတယ်နော်အန္တရာယ်ကြီးတယ်ဆိုတဲ့အခါမှာရှိမှာပေါ့ပစ္စည်းဥစ္စာတွေကပျောင်ပျောင်သွားမယ်လူအသက်တစ်ချောင်းပဲကျရကြမယ်နော်လူအသက်တစ်ချောင်းပဲကျရကြမယ်အဲ့လိုပုံစံလေးတွေပေါ့နော်ဟော ပစ္စည်းလဲချီလူလဲသေးအဲ့လိုမဟုတ်ပဲနဲ့ပေါ့နော်အဲ့လိုမဟုတ်ပဲနဲ့အသက်တစ်ချောင်းပဲကြာရကြမယ်ပစ္စည်းဥစ္စာဗလာဏတိဖြစ်သွားတယ်အဲ့လိုသဘောလေးတွေလည်းရှိတယ်ပေါ့နော်ပြောချင်တာကတော့ဘဝတစ်ခုနော်ဘဝဆိုတာကထာဝရမဟုတ်အနေစာပဲထာဝရမဟုတ်အဲ့တော့ဒီရုပ်ဖတ်တဲ့အန်ဒရကေကံထာအမျိုးမျိုးဆိုတာကလည်း တချို့ကတော့အမှန်လဲလန်တယ်တချို့ကြတော့တော့မှထွေထားတဲ့ဟာတွေထွေထားတဲ့ဟာလေးတွေပေါ့နော်ဘာဖြစ်လဲဆိုတော့စစ်စစ်တော့ကလူကြီးတွေကတရားတွေပါတအားကြစ်ကြဟိုအထုတဲ့ခါမှာသူတို့ရှိခဲ့တအားအစွမ်းမြင့်မှလာနော်အစွမ်းမြင့်မှတဲ့အတွက်သူတို့မှလည်းသူတို့တွစ်ကြုတ်ခဲ့ရတဲ့ဟာတွေကိုနော်ဒီလိုမျိုးလှုပ်လို့ဆိုရင်ရေကြီးတယ်ဆိုပြီးတော့ပြလဲ ဖွဲ့ခံထားရင်လည်းဖွဲ့ဆိုလဲတယ်ဖွဲ့ဆိုချတယ်ဖွဲ့ဆိုချလိုက်တဲ့အတွက်နောက်ပြီးတော့အဲ့ဒါတွေကမြောက်ဝဲအစိရောက်သွားတာပေါ့နော်အဲ့တော့လူတွေကအဲ့ဒါလေးကိုလှိုက်ကြတာလှိုက်ကြတာပေါ့နော်လှိုက်ကြရတယ်အဲ့လိုအန္တရာယ်ကြီးခံထားတယ်လက်ဖွဲ့ဒီအဲ့ဒါတွေလက်ရှာတဲ့အခေကိုရောက်သွားတာပေါ့နော်အန္တရာယ်ကြီးကံထံတင်ကိုနောက်အခုသားငလီကံကံတံရွှေလို့ရတယ်ရွှေဖလို့ရတယ် ါမဲ့အမခံချက်အတိအကျဆိုတော့ကတော့ပေးလို့မရဘူးเนาะပေးလို့မရဘူးဘာလဲလူရဲ့လူရဲ့ကကြမှာလည်းရှိသေးတယ်လေဥပမာအရှင်မောက်ကလံကိုတခုတည်းအားလာတယ်နောက်ဆုံးတစ်ချိန်မှာ तू မပြန်နေတော့ဘူး6ကြည်တိ तू ရှောင်းတယ်တခုနဲ့ခုနှစ်ချိန်မြောက်မှာ तू မရှောင်းနေတော့ဘူး तू တခုမပြန်နေတော့ဘူးလူရဲ့ကကြမှာဆိုတာလည်းရှိသေးတယ်เนาะလူရဲ့ကကြမှာဆိုတာလည်းရှိသေးတယ် ဒါတွေရုပ်ရအဲ့ဒါကြောင့်ပြောတာဒါတွေရုပ်ရသူ under ကေးတဲ့ခါလဲကေးမယ်เนาะအော်မကေးတဲ့ခါလဲရှိလာမယ်ရှိလာမယ်เนาะအမြဲတမ်း under ကေးမယ်ကေးမယ်မှာတော့ကေးမယ်တော့မဟုတ်ဘူးเนาะဒါမှခုနကလေးကိုသူများနဲ့ထူခြားတာကတိလသမတိပိစုတဲ့ပုဂ္ဂိုလ်လေးစီကလာတဲ့အမှုအနစ်တရားဓမ္မတွေမို့လို့အဲ့လိုပုဂ္ဂိုလ်တွေကစစ်ခိုးအားတွေမြင့်မာပြီးတော့ under ကနေကေးအောင် เนาะอันเดรียนี่เกออนช่องแน่เลยเอลูอซ้อนนี่တော့ရှိတယ်เนาะအဲ့ဒါကတော့ဒီပရိပဌာန်းဒီเนาะအမြဲတမ်းရုပ်ဖတ်တဲ့လူပါပဲတည်မယ်เนาะသူအန်သူတို့အန်ဒရယ်ဘယ်လိုကေးလဲကေးလဲเนาะအန်ဒရယ်ကနေဘယ်လိုကေးလဲဆိုတာเนาะအဲ့လိုပုဂ္ဂိုလ်ရဲ့မိကြီးသူတို့ရဲ့စိတ်ခံစားချက်မှာဒါလေးတွေရုပ်ဖတ်လို့သူတို့လွတ်ကေးသွားတယ် အော်နော်ဖယားရဲ့တခုတရားတွေကိုတန်ခါတခုကာထာရဲ့တခုနဲ့ကြီးသွားတယ်သူအဲ့လိုပဲမြည်တယ်နော်အဲ့လိုပဲမြည်တယ်နော်စေစွာအားကိုမြစ်တင်နေစီတယ်ဒါတွေကနော်ဘယ်လိုပဲဖြစ်ဒါတွေကရုပ်ဖတ်လောဝမရုပ်ဖတ်သေးဘူးအဲ့လိုလဲမဟုတ်ဘူးနော်ရုပ်ဖတ်လို့ရတယ်ရုပ်ဖတ်လို့ရတယ်ဒါပေမဲ့ကာမတက္က เนาะကာတာလေးကိုပဲဥစ္စာအဲ့ဒါတော့သတိထားเนาะတကယ်လို့ကတရားအကျိုးပေးပြီဆိုတော့ဘာမှရှောင်လို့မရဘူးအရှင်မောက္ခလာပဲကြီးကြီး6ကြည်တိတိရှောင်တယ်ခုနှစ်ကြိမ်မှာရှောင်လို့လုံးဝမရတော့เนาะကိုမှလည်းအဲ့လိုရှောင်လို့လုံးဝမရတဲ့အခြေအနေတရားကိုရောက်ရရောက်နိုင်တယ်เนาะရောက်ရရောက်နိုင်တယ်ဒါကြောင့်အဲ့ဒါကြောင့်ဒီဘုရားရဲ့တရားတွေ เนาะအဲ့ဒါကေးကန္တာတွေရုပ်ဖတ်တဲ့အခါမှာလဲကုသိုလ်ရှိနေပူဇော်တယ်ရုပ်ဖတ်တယ်အဲ့ဒါကအကောင်းဆုံးပဲမျောလိတ်ချက်နဲ့ရုပ်ဖတ်တော့ဘယ်လိုဖြစ်လဲဆိုတော့ဟိုပါပေါ့အဲ့ဒီမျောလိတ်ချက်မပြည့်တဲ့အခါမှာတော့စစ်ပြစ်သွားတာပေါ့နော်ဟာဘာမှမထူဘူးအဲ့လိုဖြစ်သွားတယ်ဒီဘာနဲ့တူလဲဆိုတော့ဥစ္စာတော့ငယ်ငယ်တော့ကဓမ္မစရိယဖြစ်တာပေါ့နော်ဓမ္မစရိယဖြစ်တော့ဘာဖြစ်လဲဆိုတော့ အဝက်ချက်တဝက်ချပဲလုပ်တယ်ဒါမှစတိရမှာဒုတိယနေ့ဆိုတာရှိတယ်ပေပါ2ပေါ့နော်ပေပါ1ပေပါ2ရှိတယ်အဲတဝက်ချပဲလုပ်တယ်တဝက်ချပဲဒါပေမဲ့အဲ့ဒီဝက်ချကိုအဲ့ဒီဝက်ချကိုမမေးပါဘူးပေါ့နော်အဲ့ဒီဝက်ချတဝက်ချပဲလုပ်တယ်အဲနေ့တည်းပြိပဋ္ဌာန်းသွားရုပ်တယ်ဆူတောင်းတယ်ပါဆူတောင်းလို့ဆိုတော့ဒီတဝက်ချပဲတိုးပါစေတာနော်ဒီဝက်ချကိုမေးပါစေတာ ဲ့တော့လာတဲ့ခါကဘယ်လိုဖြစ်လဲဆိုတော့တခြားစီဖြစ်သွားတာအဲ့ဒါအဲ့ဒီနေ့အဲ့ဒီကနေစာပြီးတော့ဖရားမရှိခိုးဖြစ်ဘူးအဲ့လိုဖြစ်သွားတယ်အဲ့ဒါပါလေညောင်လေးချင်းနဲ့တခုခုကိုညောင်လေးချင်းနဲ့ရုပ်ဖတ်တဲ့ဇင်နော်ကုသိုလ်ဖြစ်မဟုတ်ဘူးနော်ဒါလူလူတဘာဝတော့အောင်မြင်မှုလိုက်ကြတဲ့ခါမှာတော့မာရောဘေဟာကနော်သူရဲ့အောင်မြင်မှုဖြစ်မလဲဆိုပြီးတော့ဒါလေးကအာဒီလိုမျိုးလို့ရေနော် ဒီလေးဟိုပါ့ဥမာစီးပွားရေးသမားတွေလို့ပေါ့နော်အာစီးပွားရေးဥမာအလုပ်သမားတွေလို့ပေါ့အာအလုပ်ကအန္တရာယ်များတယ်မစေစားနိုင်တော့ဘူးမစေစားနိုင်တော့ဘူးအဲ့ဒါနဲ့ပဲလှုပ်လှုပ်လှုပ်ရတာပေါ့နော်အန္တရာယ်များတယ်ဘာသာမစေစားနိုင်ဘူးလို့ဆိုပက်စာရဖို့အတွက်ပဲအဲ့လိုဖြစ်နေတာနော်အဲ့လိုသဘောမျိုးဖြစ်သွားတာဒီဝကြတော့ဝကြပဲမေးပါစေသားလို့ဆုတောင်းလိုက်တာအဲ့တော့ဆုတောင်းမပြည့်ရင်ဖျက်ဆီးဖို့တော့တော်တော်ပြက်သွားတယ်နော်မှ ဆေးကိုပြဖြည့်ရတာပေါ့နော်ဟွန်းငါငါသွားတဲ့လာနေနေမားနေတယ်ဒီလိုမလုပ်သေးဘူးပေါ့နော်အဲအဲ့ဒါနဲ့နောက်မှဆေးပြညှိသွားတာပေါ့နော်ကဲဒီနေ့ပြောချင်တာကဒီလောက်ပါပဲနော်နာမည်ကြီးနေတဲ့အန်တကေဂါထာအမျိုးမျိုးရုပ်ဖတ်တရေစဲပူဆော်လို့ရပါတယ်နော်စွတ်တောင်းပြုကဖူးလေး ကျူဝချေတော်တတတိလသုဒ္ဓဆာကပညာတတတိလသုဒ္ဓဆာကပညာဧက၅ချက်ပြီဆိုရမယ်နော်ပြောမယ်ဆိုတော့ကိုစီမတိလသမတိပညာနဲ့တကယ်ပြီဆိုတဲ့လူမှပဲဆုတောင်းပြုရပဲနော်အဲ့လိုတိလသမတိပြီဆိုတဲ့လူကလည်းတောင်းတာမဆုတောင်းတော့ပါဘူးသူ့ရဲ့စိတ်နဲ့သူလိုချုံနေတာတောင်းတာလည်းမဆုတောင်းတော့ပါဘူးနော်ဒီကထားတဲ့ရုပ်တဲ့အတွက်ခိုအားတွေဖြစ်တယ်နော်ခိုအားတွေဖြစ်တယ်ဒါမဲ့ဒီလိုမျိုး ပဝကြီးတွေဒုက္ခရောက်တဲ့ကာလမှာဒါကြီးကိုအတေးပေါ့နော်အတေးသွားပြီးတော့မျှဝေတယ်ဆိုရင်နော်သောကဖြစ်တဲ့လူသောကဖြစ်နေတဲ့လူသွားပြီးတော့အတေးမျှဝေလေအဲ့ဒါကလည်းစကြည်ပဲဖြစ်နေတယ်နော်အဲ့ဒါလည်းမလောက်ရဘူးပေါ့နော်သောကဖြစ်နေတဲ့လူမှာသူ့သောကလေးပြောင်းတစ်ဖြည်းဖြည်းနဲ့သူ့သောကပြောင်းမှာသူ့သောကမပြောင်းဘဲနဲ့ဒါကြီးကိုဒီဘက်ဟာဒီဘက်ကဟာကိုသွားထက်တယ် နော်ရာဖြစ်မယ်ပฏิဝေခတွေပါလေဖြစ်တာတာပေါ့နော်သူ့တော့ကပြောင်းအောင်ဆောက်ရတာပေါ့နော်ရေကိုရေကကောင်းလေးတောက်ချည်တယ်ဆိုရင်နော်ဥမာနောက်နေတဲ့ရေကို အနဲ့ထဲကိုဆောက်ရတယ်နော်အနဲ့ထဲကိုဆောက်အချိပေးရတယ်နော်အဲ့ဒါမှကိုယ်ကရေကောင်းတောက်လို့ရတယ်နော်အဲ့လိုကိုကျေးဇူးတင်ပါတယ်အန်ဒရယ်မျိုးမျိုးနေကေဝေး